အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြပြပေးမယ့်အကြောင်းအရာကကမ်ဘာကိုအသုံးပြုပြီးတော့ letter poster တခုဘယ်လို create လုပ်လို့ရမလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်လည်းဒီဗီဒီယိုဆုံးထိလိုက်ကြည့်ပေးပါ အရင်ဆုံးကျွန်တော်တို့ကမ်ဘာအကောင့်ထဲကိုဝင်ထားပါမယ်ပြီးရင်ဘယ်ဘယ်ချက်မှရှိတဲ့ create ကိုနှိပ်ပါဒီ search bar မှာ poster လို့ရိုက်ချပါမယ်ဒီကောင်းလေးကိုရွေးလိုက်ပါမယ် ရင်ဆုံးကျွန်တော်တို့ဓာတ်ပုံတပုံ upload လုပ်ပါမယ် upload image upload file ဒီကောင်လေးယူလိုက်ပါမယ် open ြီးရင်ကျွန်တော်တို့ elements မှာ search bar မှာ letter frame ဆိုပြီးရိုက်ချပါမယ်ဒီမှာ CO နှိပ်ပါမယ်ဒီထဲအကိုကြိုက်တဲ့စကလုံးတစ်လုံးယူလိုက်ပါမယ်ကျွန်တော် GO ယူလိုက်ပါမယ်ပြန်ဆိုင်နေနေကြည့်ပါမယ် ပြီးဆိုရင်ကျွန်တော်တို့ဒီပုံပဲ background ဖြတ်ပြီးတော့တပုံလောက်ရပါမယ်။ဒါပေမဲ့ canvas က free ဆိုတော့ background ဖြတ်လို့မရပါဘူး။အဲ့တော့ကျွန်တော် Microsoft designer နဲ့တွားပြီးဖြတ်ပါမယ်။ဒီမှာဆိုရင် account ကို create လုပ်ထားပါမယ်။ဒီမှာဆိုရင် create edit image ပါဆိုရင်ကျွန်တော် upload လုပ်ထားပြီးသားပါကဲလို့ upload လုပ်ခြင်းနဲ့ဆိုရင် my media upload from this device ပြန်ဒီပုံ upload လုပ်လိုက်ရပါမယ်ပြီးတော့ကျွန်တော်ဒီ site ကိုပြင်ပါမယ်ဒီ resize ပြန်လုပ်ပါမယ်ဒီ image site နဲ့တစ်ဆိုင်တည်းဖြစ်အောင်လုပ်ပါမယ်ဒီ image site က တင်936နဲ့1024ပေါ့နော် work တင်936 hike 1024အဲ့ site တိုင်းကျွန်တော် resize ပြန်ပြပါမယ်ဒီ check လေး clip ပြီး resize work တင်936 hike 1024ကျွန်တော်တို့ upload လုပ်ထားတဲ့ပုံနဲ့တစ်ဆိုင်တည်းဖြစ်ရှင်လို့ပါ blind side here replace here general the upload load hard bone to check clear general side piece here ြီးရင်ကျွန်တော်တို့ remove ဒါဆိုရင် background ပြတ်သွားပါပြီပြီးရင်ကျွန်တော် download လုပ်တဲ့အချိန်မှာဒီနောက်က background ဖြူရောင်းမပါခြင်းမူအဲ့အတွက်ကြောင့်ကျွန်တော်တို့ transparency ကိုလျှော့ပါမယ်ကျွန်တော်တို့ဒီ background ရဲ့ transparency ကိုလျှော့ပါမယ်လျှော့ဖို့အတွက် ခေါင်းလေးခဏနည်းနည်းကျင်းမယ်ကျင်းပြီးဒီ background set ထောက်ထောက်ပြီးရင်ဒီမှာ transparency ဆိုတာရှိပါတယ်အဲ့ခေါင်းကိုတရားထိထားလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီပုံကိုပြန်ပြီးတော့ size ပြန်ရှင်းပါမယ် ြီးရင်ကျွန်တော်တို့ download လုပ်ပါမယ်။ဘာဖြစ်လို့ background transparency ဆော့လဲဆိုရင်ကျွန်တော်တို့ download လုပ်တဲ့ချိန်မှာ background အဖြူမပါကျွန်တော်ပါ။ပြီးရင်ကျွန်တော်တို့ PNG နဲ့ download လုပ်ပါမယ်။ download ပြီးတော့ရင်ကျွန်တော်တို့ဒီမှာ download မှာတစ်ချက်တွားကြည့်ပါမယ်။ဒီမှာရောက်လာပါပြီ။ ော့ကျွန်တော်တစ်ချက်ကြည့်ကြည့်ပါမယ်ဒီမှာဆိုရင် background လုံးဝမပါတော့ပါဘူးတကယ်လို့ဒီမှာသာ background အဖြူနဲ့သာ down လိုက်မယ်ဆိုရင် background အဖြူပါလာမှာပါပြီးတော့ကျွန်တော်ကံပါလေးပြန်သွားပါမယ်ကံပါလေးပြန်သွားပြီးရင်ကျွန်တော် upload image upload file ခုန download လုပ်ထားတဲ့အားလေးကို upload လုပ်ပါမယ် open upload လုပ်နေပါပြီအရင်ဆုံးကျွန်တော်တို့ဒီပုံလေးကိုအရင်ထည့်ပါမယ်ထည့်ဖို့အတွက်ဒီပုံလေးတစ်ချက်ကလစ်ကလစ်ပြီးတော့ over ဒီဘက်လှည့်ပါမယ် flip flip horizon နဲ့ပြီးရင်ဒီပုံအောက်ကစာတွေကိုထည့်ပါမယ်ပြီးရင်ကျွန်တော်ညှိဖို့အတွက်နှစ်ချက်ထောင်း ောင်း site နည်းနည်းကြည့်ပါမယ် site နည်းနည်းကြည့်ပါဦးမယ်ဒါလောက်ဆိုရင်အဆင်ပြေပါပြီ ျွန်တော်အရင်ဆုံးဒီကောင်ကို lock လုပ်ထားပါမယ်။ဒီပုံထည့်တဲ့ချိန်မှာဒီထဲကိုဝင်မသွားအောင်လုပ်ပါ။ lock lock ပို့အတွက်တစ်ချက်နေနေပြီးဒီဆက်လေးကိုနေနေပြီး lock ဒါဆွဲရပါပြီ။ကျွန်တော်ဒီပုံလေးကိုတစ်ချက် click click ပြီးတော့ flip ဝတ်ဒီပဲလှည့်ပါမယ် horizon နဲ့ flip horizon နဲ့ပြီးရင်ကျွန်တော်ဒီပုံလေးကိုဒီအထည်တရားကြားပုံတိုင်း site ကို quickly ဆွဲပါမယ်။ ဒါဆိုရင် site ကကွက်တီဖြစ်တော့ပါပြီပြီးတော့ကျွန်တော်တို့ဒီအပေါ်အကောင်ကိုဒီဘက်ကနေပြီးတော့တော့ကိုချွေလာပါမယ်အဲဒီလောက်ထိပါဒီလောက်ဆိုရင်ရပါပြီပြီးတော့ရဒီကောင်လေးအကုန်လုံး group ဖွဲ့ပါမယ် set click ဒီကောင် shift ဖြစ်ပြီးတော့ disconnect လေး I'm sorry ဒီကောင်ကို lock ပြန်ပြပါမယ် unlock ပြီးရင်ဒီကောင် shift ဖြစ်ပြီး disconnect လေးပြီးရင် group ဒါဆိုရင်ကြိုက်လို့ချိန်လို့ရပါပြီပြီးရင် sign နည်းနည်းလေးကြည့်ပါမယ်

ရဲ့ brightness ကိုနည်းနည်းတင်ပါမယ်30လောက်တင်ပါမယ်30ပြီးကျွန်တော်နောက်က body ကိုလည်း lens တင်ပါမယ်စက်ကလစ်ပြီးတော့ edit adjust brightness ကို30ပဲတင်ပါမယ်။ဒါဆိုရင်ပိုလင်းတော့ပါပြီ။ Okay ပါဒီလောက်ဆိုရင်အဆင်ပြေပြီလို့တင်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုကိုဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ Like and subscribe လုပ်ခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။